ဝင်လင်းနဲ့ပတ်သက်ပြီးတော့ပြင်းမနာနဲ့နေပြည်တော်တို့ကစေယုံနဲ့ပျက်စီးသွားတဲ့အင်ဂျင်တွေအတွက်စုစုပေါင်းတိန်ပေါင်း1000ကျွဲကိုမျှဝေလူတန်းခဲ့တဲ့ခိုင်နေဝေအားလုံးပဲမင်္ဂလာပါ MSLDOS News Channel ကနေကြိုဆိုပါရစေမြန်မာနိုင်ငံရဲ့သဘောဘေးအနေအတိုင်းမှာဆွမ်းဆန်းတမန်လုံဆောင်လာတဲ့တရုတ်ဆောင်ခိုင်နေဝေကတော့ငလင်နဲ့ပတ်သက်ပြီးပြင်မနာနဲ့နေပြည်တော်တို့ကစေယုံနဲ့ပြက်စီးသွားတဲ့အင်ဂျင်တွေအတွက်စုစုပေါင်း3000ကျွဲကိုမျှဝေလူတန်းနေရလို့သိရပါတယ် ။မပဲဖြစ်ဖြစ်ဒီကလူတွေမိသားစုဝင်တွေကအမကိုငွေကြေးတစ်ခုနဲ့မျှော်မှောက်ပဲမေတ္တာတရားကိုမျှော်ကြတာမို့အမမရရအောင်လားဖြစ်ခဲ့တာပါ။မိသားစုရဲ့အကောင်ဆုံးရှုံးသွားတဲ့အတွက်လည်းတကယ်စိတ်မကောင်းဘူး။အလူရှင်တွေကနေရာအနှံ့သွားဖို့အတွက်လှူပေးကြတယ်။အမအနေနဲ့ကလည်းကျန်တဲ့မိသားစုအကုန်လုံးလှူဒန်းတဲ့နေရာမှာအခွဲချမ်းစိတ်ပြပြီးနိုင်တဲ့လောက်လှူပေးဖြစ်ပါတယ်။အ धिक လူတွေကစိတ်တန်ရမိသားစုတစ်ခုပြည့်စည်သွားမှုအားငယ်တာစိတ်ညစ်တာတွေရှိရယ်။လူဝဲလာလာသူတို့အတွက်ခွန်အားဖြစ်စေတယ်။ မတွေးနဲ့ဆိုတော့ဒီကိစ္စပဲကောင်းနေရောက်နေတယ်အမပေးလိုလိုက်တဲ့ငွေကြေးချုံနဲ့သူတို့လေးတွေပြန်ပြီးရက်တီးဖို့ရအတွက်ပါစားစရာနဲ့တခြားအပိုင်းတွေကိုတော့ကျန်တဲ့သူတွေကအင်းတိုက်အားတိုက်လုနေကြတော့ငွေကြေးလူတန်းနေဆိုရင်သူတို့စိတ်တိုင်းချတုံးလို့ရမယ်အိမ်ပြေလို့လည်းရသလိုငှားနေလို့ရအောင်ငွေကြေးလူပေးဖြစ်တာလို့တရုတ်ဆောင်ခိုင်နေဝင်ကပြောပါတယ်အဆိုပါလူတန်းမှုတွေမှာတော့ပြင်မနာမျိုးနဲ့မင်္ဂလာရက်ကွက်ကအိမ်ကြီး185အတွင်းငွေကြေးသိန်း၄000ဝင်ခြင်းကိုခုနှစ်ရသားသမီးအလို့ပြင်ဝေးမြကူညီဖြစ်ခဲ့ပါတယ် ဒါပြင်ငလင်ပေးတဲ့မြေထားဝန်ထမ်းတွေနဲ့အောက်ခြေဝန်ထမ်းတွေအတွက်လူရည်အလိုက်လိုအပ်တဲ့နေရာတွေကိုငွေကျပ်3000တောင်ဝင်ခြင်းကိုကိုနေသားသမီးတွေအကူတော်ဖြစ်ဝင်းမြတ်ကူညီဖြစ်ခဲ့လို့လည်းသိရပါတယ်။ခိုင်နေဝေကတော့ငလင်ကြောင့်ရေလိုင်းမီလိုင်းစက္ကရိယာတွေပြက်စီးခဲ့တဲ့နေပြည်တော်ကရင်တထောင်စီအောင်ကြီးမှလည်းတယောက်ကူတာနဲ့လူနာရည်နဲ့ငလင်ပေးတဲ့လူနာရည်အတွက်ကြောက်ကစည်းစက်အရေးပေါ်စီဝါရည်နဲ့တောင်းရည်အတွက်ကိုလည်းလူတန်းခဲ့လို့ဆိုပါတယ်။အဆုံးထိကျွတ်နာစင်ပေတဲ့ပြည်သူအားလုံးကျေးဇူးတင်ပါတယ်။ ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။